တင်ပြတဲ့များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့သတင်း channel လေးရနေပြီးတော့ဒီကနေ့ April 10ရက်နေ့နောက်ဆုံးရသတင်းများကို တင်ဆက်ပေးသွားပါမယ်။သတင်းတင်ဆက်မှုလေးမစတင်မီကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနာဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ရှင်။ပထမအဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ချင်းညီနောင်တပ်ဖွဲ့ရဲ့ဖလန်းမြို့တိုင်အောင်မွဲအတွက် NUG နဲ့ CNF တို့ကကိုယုံဝမ်းမြောက်ကြောင်းကြေညာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ချင်းကြီးနောင်တပ်ဖွဲ့ရဲ့ဖလန်းမြို့သိမ်းအောင်ပွဲအတွက်အမျိုးသားညီညွတ်ရေး NUG ကာကွယ်ဝင်ကြီးဌာနနဲ့ချင်းမျိုးသားတပ်ဦး CNF တို့ကဂုံယူဝမ်းမြောက်ကြောင်းတုံးဝင်းလွှာများကိုပေးဖို့ကြေညာကြပါရယ် ဧပြီလ9ရက်နေ့ဖလန်းမြို့တိုင်အောင်မွေးရယူခဲ့တဲ့ချင်းကြီးနောင်များနဲ့မဟာမိတ်အဖွဲ့အစည်းများအတွက်ချီကျူးကုံပြူအပ်ကြောင်းချင်းကြီးနောင်များအနေဖြင့်တော်လိုင်းအင်အားစုများနဲ့တူလက်တွဲ၍တော်လိုင်းအောင်မြင်သည့်ထိကျိုးပန်းဆောင်ရွက်လိမ့်မည်ဟုယုံကြည်ကြောင်းမြို့တိုင်အောင်မွေးအတွက်ဂုံယူဝမ်းမြောက်ကြောင်းဧပြီလ10ရက်နေ့နေဆွဲနဲ့အန်ယူဂျီကတဝင်လွှာပေးပို့ထားပါတယ်ထို့ပြင်ချင်းမျိုးသားတပ် OCNF ကလည်းချင်းကြီးနောင်နဲ့မဟာမိတ်တပ်ဖွဲ့တို့ရဲ့ဖလန်းမြို့တိုင်တိုက်ပွဲအောင်မြင်မှုပေါ်ဂုံယူဝမ်းမြောက်ကြောင်းဧပြီလ10ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ် ဖလန်းမြို့တိုင်စစ်စင်ရဲတွင်ပူးပေါင်းပါဝင်ကြတဲ့ချင်းကြီးနောင်အဖွဲ့ဝင်များနဲ့မဟာမိတ်တပ်ဖွဲ့များအားလုံးပေါ်ဂုံယူဝမ်းမြောက်ကြောင်းမှတ်တမ်းတင်ရကြောင်းမြန်မာနိုင်ငံတွင်အာဏာရှင်စနစ်အကျဆုံးပြီးစစ်မှန်သော Federal Democracy ပြည်အောင်စုတည်ဆောက်ရေးချင်းလန်းတည်ဆောက်ရေးနဲ့ချင်းလူမျိုးများကိုယ်ပိုင်ပြတ်တမ်းမှုအပြည့်အဝရရှိရေးအတွက်ဆက်လက်တိုက်ပွဲဝင်ကြရန်ဒေါ်လိုင်းအင်အားစုများအားလုံးကိုတိုက်တွန်းကြောင်း CNF ကပြောဆိုထားပါတယ်။ချင်းကြီးနောင်နဲ့မဟာမိတ်အင်အားစုများက2024နိုဝင်ဘာ9ရက်နေ့မှစတင်ခဲ့၍ဖလန်းမြို့တိုင်စစ်စင်ရေးဆင်နွှဲခဲ့ခြင်း ဖြစ်ပြီး၅လအကြာတွင်ယခုဧပြီလတွင်မှအပိတအောင်မြင်စွာသိမ့်ပိုင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။နောက်ထပ်ထပ်ပြီးတော့တင်းဆက်ပေးမယ့်တရင်ကတော့ဆလင်းမျိုးနဲ့တောင်ပေါ်ရွာသားကိုကောင်းခန့်ငိမ့်ကိုစစ်တပ်ကပီရီယက်ဘောင်းမီဝစ်ဆန်ခါမီတပ်ဖြတ်ကရုံလောင်းကိုရွာပြင်၌ဆုံးပြခဲ့တယ်ဆိုတဲ့တရင်ကိုတင်းဆက်ပေးပါမယ်။ မကွေးတိုင်းစနေမျိုးနဲ့တောင်မိုးရွာသားကိုကောင်းခန့်ငင်းကိုအကြမ်းစစ်တပ်က PDF ဘောင်မီဝစ်ဆင်ခိုင်းပြီးတပ်ဖြတ်ကရှုံအလောင်းကိုရွာပြင်၌ဆွန့်ပစ်ခဲ့ကြောင်းစနေမျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးဖွဲ့မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုပါရယ်ဧပြီလ6ရက်နေ့မှာဆလင်းမျိုးနယ်မြောက်ချောင်းဖြူအုပ်စုတောင်မူကျင်းရွာကိုအကြံဖတ်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်ပြီးပြည်သူတို့ကိုဖမ်းဆီးကကြံရှိရဲ့ပြည်သူများကိုတနက်ဖြန်လိုက်လံပြင်ခတ်မှုကြောင့်ပြည်သူ၃ဦးတနက်ကြီးထိမှန်တရားရရှိခဲ့ကြောင်းသိရပါဗျာ။ အကြမ်းမတ်စစ်ကောင်စီတပ်သားများဖမ်းဆီးထားတဲ့ပြည်သူတို့ရဲ့ရုပ်အလောင်းကိုယနေ့နေ့၈နှစ်ခန့်မှာတောင်မူရွာအရှိပြားရှိဆိုင်တစ်ခုထဲတွင် PDF ဘောင်မီဝစ်ဆင်ခိုင်းပြီးရန်ဆန့်စွာတပ်ဖြတ်ထားသည်ကိုတွေ့ရှိခဲ့ရကြောင်းသိရပါတယ်။ စစ်ကွေးတွေဖမ်းဆီးခေါ်ဆောင်သွားတာအသက်24နှစ်အရွယ်ကိုကောင်းခန့်ငိမ့်မှာ PDF ဘောင်းမီဝေခိုင်းပြီးရရက်ဆက်ဆက်တက်ဖြတ်သွားတယ်လို့သိရတယ်။နေအယူဆုံးခွာရှောင်းတဲ့သူအယက်သားရဲ့ရွှေနယ်နဲ့ငွေတင်းတွေကိုယူငယ်ပြီးရက်ဆက်စွာနဲ့တက်ဖြတ်ခေတာပါ။စစ်ကွေးတွေက PDF ဘောင်းမီဝေဆန်ခိုင်းပြီးတရင်လိုက်ထုတ်ပြန်မယ်ထင်တယ်လို့ဆလင်းမျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါရတယ်။ အကြမ်းမတ်စစ်တပ်ရဲ့ရုံးမာမှုများကြောင့်စစ်ကြောင်းဝင်ရောက်လာမည့်တရင်များကိုအချိန်နဲ့တပြေးညီရရှိပါကကျူတင်ရှောင်းတင်းကြရန်စလင်းမျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတိုက်တွန်းနှိုးဆော်ထားပါတယ်။နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်တရင်ကတော့မရိမှုနဲ့လူသက်မှုကျူးလွန်နေတဲ့က6ဦးကို MNDA ကတည်ရန်6မှတ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့မှာလူသန်းမှုဓားများမှုနဲ့မရဲမှုစားတဲ့ပြစ်မှုကျူးလွန်သူရှေ့ဦးရဲက6ဦးကိုတည်ရန်ချမှတ်က2ဦးကိုထောင်ဒဏ်တသက်တစ်စုံချမှတ်ခဲ့တယ်လို့ MND ရဒီနေ့ထုတ်ပြန်ထားပါတယ်။ဒီနေ့ဧပြီလ10ရက်မနက်ပိုင်းကကိုကန့်ထိန်ချုပ်ဒေသလာရှိုးမြို့မှာလူသန်းမှုလက်နက်ကင်လူရဲမှုကလေးတငယ်အားမရင်ကျင်းမှုစားတဲ့ပြစ်မှုကျူးလွန်သူတွေကိုပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပြီးတမိအင်းကိုမရင်မှုကျူးလွန်မှုရွေကြမ်းရှိရှိလူသန်းမှုနဲ့ဓားများမှုတို့ပါဝင်တယ်လို့သိရပါတယ်။ ။ဓမြတိုင်းလူရဲမှုကျူးလွန်သူ6ဦးအဖွဲ့ကအေယာဝရီမန္တလေးရှမ်းကုန်းနဲ့အခြားဒေသတို့ကလာရောက်တဲ့သူတွေဖြစ်တယ်လို့ MNDA ကဖော်ပြထားပါတယ်။အရိစာအဖွဲ့ရဲကမြုံမင်းထွန်းခိုင်စောထပ်ပြိုးဦးဝင်းစိုးတို့ကိုတည်တံပြည်တံချက်ချင်းချမှတ်ခဲ့ပြီးတင်ကိုဦးကိုရောနှစ်နှစ်ဆိုင်ငံ့တည်တံချမှတ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ ဒါအပြင်ရွေတဲရှိရှိလူတက်မှုကျွလွန်ခဲ့တဲ့ကျူးဟုန်ဖေးကိုလည်းတည်ရန်ချမှတ်ခဲ့တယ်လို့လည်းသိရပါတယ်။အတမပြည့်သေးတဲ့တမင်းရဲ့ပေါ်မရိမှုကျွလွန်သူလိမ့်လောက်ချိုင်နဲ့ဓမြတိုက်လူရဲမှုကျွလွန်ခဲ့တဲ့၆အဖွဲ့တွေကဦးကြည်စိုးတို့ကိုတော့ထောင်နဲ့တသက်တကြုံချမှတ်ခဲ့ကြပါတယ်။လူရတပြတ်မှုအများပြားကျူးလွန်ခဲ့တဲ့၆အဖွဲ့ကအကြမ်းဖက်ကျူးလွန်မှု22မှုကျူးလွန်ခဲ့ပြီးတော့လူပေါင်း20ကျော်သေဆုံးခဲ့တယ်လို့လည်း MNDA ကဖော်ပြထားပါတယ်။ ကိုကန့်ထင်ချုပ်အထူးဒေသတဲ့တွင်စစ်သားဖြစ်ဟန်ဆောင်မှုလက်နက်ကင်တများမှု ပြန်ပေးဆွဲမှုရည်ရွယ်ချက်ရှိရှိလူသတ်မှုမရိမ့်မှုလက်နက်ကင်ခုံမှုငွေရစေဝါမှုတို့ကိုပြင်းပြင်းထန်ထန်ပြည်တံစီရင်ချမှတ်တာမျိုးလည်းရှိပါတယ်ပြည်ကနေ2024ခုနှစ်တစမ5ရက်ကလည်းလူသတ်မှုပြန်ပေးဆွဲမှုမရိမှုလက်နက်မှောင်ကိုတည်ယူမှုတို့ပါဝင်ပြည်မှုကျွန်းလွန်သူ14ဦးကိုဖမ်းဆီးစစ်ဆေးပြည်ထောင်အသီးသီးချမှတ်ခဲ့ပြီးတော့6ဦးကိုတည်ရန်ချမှတ်ခဲ့ကြပါတယ်။ နာရှုံမျိုးက1029ဆစ်စင်ရဒုတိယကျော်တွင် MNDA နဲ့မဟာမိတ်ပူးပေါင်းတပ်တို့တင်ယူထိန်ချုပ်ထားတဲ့မြို့တစ်ခုလည်းဖြစ်ပြီးတော့လက်ရှိအချိန်မှာတော့တရုတ်အစိုးရရဲ့ဖိအားကြောင့်စစ်ကောင်စီထံပြန်လွှဲပေးရမယ်လို့သတင်းတွေထွက်ပေါ်နေရလည်းဖြစ်ပါတယ်။နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်တဲ့င်းကတော့ဂုံတိတ်ခဆိုင်ရာဝေဖန်အငင်းပွားဝယ်များရှိနေသည့်ကြားကကုလသမဂ္ဂတန်တမန်ဂျူလီပေရှော့မြန်မာနိုင်ငံသို့ရောက်ရှိလာဆိုတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံဆိုင်ရာကမ္ဘာကူလာသမဂ္ဂအထူးတန်တမန်ဂျူလီပီရှော့ကရမန်နီးယားမြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ပြီးစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဦးတန်းဆွေနဲ့နေပြည်တော်၌တွေ့ဆုံခဲ့ကြောင်းသိရှိရပါတယ်။ ထို့သောတွေးဆောင်စဉ်ငလင်ဘေးတင်ပြည်သူများကိုကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင်မြန်မာနိုင်ငံနှင့်ကုလသမဂ္ဂအကြားပေါင်းစပ်ညီနိုင်ဆောင်ရွက်သွားမည့်ကိစ္စရပ်များပေါ်ဆွေးနွေးခဲ့ကြပြီးအထူးကိုယ်စားလှယ်ကလည်းမြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့တဲ့ငလင်ကြီးကြောင့်အသက်အိုးဝင်စီးဆိုင်ပျက်စီးရမှုများအတွက်ဝန်ထမ်းကြောင်းနဲ့စာနာထောက်ထားမိကြောင်းပြောကြားခဲ့တယ်လို့စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ ကဘာကူလောင်တမကအထူးတန်တမန်ဂျူလီဘီရှင်ရဲ့အကျိုးစီးပွားပဏိပခများနဲ့ပတ်သက်၍မြန်မာအရက်ဖက်အဖွဲ့အစည်းပေါင်း300နီးပါးကကူလာတမကအထွေထွေအတွင်ရေးမှူးအန်တိုနီယိုဂူတာရက်စ်နဲ့ကူလာတမကအထွေထွေညီလာခံတို့ထံမကြသေးမီကအိတ်ဖွင့်ပေးစာပေးပို့ခဲ့ကြပါတယ်။ ီရှောင်းဟာမြန်မာနိုင်ငံမှာစီးပွားရေးလုပ်ငန်းများလုပ်ကိုင်နေတဲ့တရုတ်နိုင်ငံပိုင်ကုမ္ပဏီများနဲ့ဆက်နွယ်မှုရှိနေတဲ့ Australia Company, Energy Transition Minerals ETM တွေအကြံပေးရာတွေကိုဖြစ်လုပ်ကိုင်နေခြင်းကြောင့်အတူစီးပွားပဏိပခများရှိသည်ဟုသောဆွဆွဲချက်များဖြင့်သူမကိုကုလရာရူနေရာမှဖယ်ရှားရန်အရက်ဖတ်အဖွဲ့အစည်းများကတောင်းဆိုထားကြပါသည်။ လူ့အခွင့်အရေးတန်းကြွလှုံ့ရှားသည့်အဖွဲ့တစ်ခုဖြစ်တဲ့ Justin for Myanmar အဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်အရဂျူလီဘီရှော့ရဲ့ ATM နဲ့ပါဝင်မှုက Greenland ဒေသရှိသဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေနိုင်သောဒေသကလူမျိုးစုများကအပြင်းထန်ဆန့်ကျင်နေကြသောမြေရှားတပ်ထုတူးဖော်ရေးစီမံကိန်းအတွက်အကြံပေးနေခြင်းဖြစ်သည့်အတွက်သူမရဲ့လူ့အခွင့်အရေးနဲ့ဒေသကလူမျိုးစုများပေါ် လေးစားအသီးအမှတ်ပြုမှုမရှိသည့်များပေါ်စိုးရင်ဆရာများဖြစ်ပေါ်လာစေခဲ့ပါရယ်ပြီးလျှောက်ကရခိုင်ကလေးကအော်စတြေးလျနိုင်ငံတို့အခြားကမ္ဘာနိုင်ငံများမှပဏိပက္ခများကြောင့်ထွက်ပြေးလာရတဲ့ဒုက္ခသည်များအရေးနဲ့ပတ်သက်၍သူမရဲ့လူ့အခွင့်အရေးဆိုင်ရာရည်တည်ချက်ပေါ်ဝေဖန်ပြောဆိုမှုများစွာရှိခဲ့ပြီးကုလသမဂ္ဂကသူမအားမြန်မာနိုင်ငံဆိုင်ရာကုလအထူးတန်တမန်ဖြင့်ရွေးချယ်ခဲ့စဉ်ကာလကလည်းလူအခွင့်ရတဲ့ကြောင့်လှှရှားသူများကထုတ်ကန်းအမှုပေါ်ဝေဖန်မှုများရှိခဲ့ကြပါရယ် တစိုင်ထဲမှာပဲအော်စတြေးလျအမျိုးသားတက္ကသိုလ် ANU ရဲ့အဓိပတိတူလည်းဖြစ်တဲ့ဂျူလီပင်ရှော့ကအကျိုးစီးပွားပဏိပခဆိုင်ရာကိစ္စရပ်များကြောင့်သူမရဲ့ခေါင်းဆောင်မှုပေါ်အေအန်ယူတက္ကသိုလ်ဝန်ထမ်းများကအယုံကြည်မရှိတော့ကြောင်းမဲခွန်းဆုံးဖြတ်ခဲ့ခြင်းကိုလည်းခံခဲ့ရပါတယ်သူမကတက္ကသိုလ်အတွင်းသူမရဲ့ရှာရုနဲ့ပတ်သက်တဲ့ငွေကြေးလွှဲမှားစီမံမှု၊ကျင်းဝင်းပြပြမှုစတဲ့ဆွဆွဲချက်များနဲ့လက်ရှိရင်ဆိုင်နေရခြင်းလည်းဖြစ်ပါတယ်။ အရန်ဖက်ဖွဲ့စီ290ဖွဲ့ကပြီးရှောင်းရဲ့စီဝါရေးအကျိုးစီဝါပဏိပခများပေါ်စုံစမ်းစစ်ဆေးဖို့အတွက်ကုလသမဂ္ဂတို့တောင်းဆိုထားကြပေမဲ့ကုလသမဂ္ဂအထွေထွေအတွင်ရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကယခုထိတိုင်အရေးယူချက်မရှိသေးသေးပေါ် Justice for Myanmar JFM ကဝေဖန်ပြစ်တင်ခဲ့ပါတယ်။ ယခုကဲ့သို့ငလင်တန်တဲ့မြန်မာပြည်သူများကိုကူညီရန်အတွက်ကုလသမဂ္ဂရဲ့ဥဆောင်အခမ်းအနားအရေးကြီးလာချိန်မှာကုလသမဂ္ဂအနေဖြင့်အကျိုးစီးပွားပဏိပက္ခများနဲ့သူမရဲ့ဖြောင်းမတ်တည်ခြင်းမှုပေါ်ယုံကြည်မှုများကြားဆင်းနေသည့်ချူလီပီရှောင်းအားလက်ရှိရာတွင်နေရာတွင်ဆက်လက်အထားရှိမှုကလုံဆောင်မှပင်ကြိုးကြောင်းဆင်ခြင်းမှုမရှိတဲ့လောက်ရဟု JFN ကပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။ ကုလသမဂ္ဂအတွင်းမှုချုပ်ကဂျူလီပီရှော့ရဲ့ညမာခင်းစင်အားငြိမ်းချမ်းရေးနဲ့ညှိနှိုင်းဆွေးနွေးမှုများအတွက်ကျွန်တို့၏ဂရီကဝတ်ကိုအားဖြင့်ဆောင်ရွက်ရန်အတွက်စီစဉ်ထားကြောင်းပြီးခဲ့တဲ့ရက်ပိုင်းကထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့ငလင်းဖြစ်ပွားပြီးမကြမီပင်စစ်ကောင်စီကအယက်သားပြည်သူများပေါ်လေကြောင်းတိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေခြင်းကြောင့်အပြစ်မဲ့ပြည်သူများစွာသေဆုံးခဲ့ရပါတယ်။ အထူးသဖြင့်ယမန်နေ့ညနေပိုင်းကစကိုင်းတိုင်းဝင်းတုံမြို့နယ်နန်းခမ်းကျေးရွာကိုစစ်ကောင်စီတပ်ကလေဆောင်မှပုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်ဒေသခံပြည်သူ20ကျော်သေဆုံးခဲ့ရပြီးတော့အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။ထို့သောသောအကြမ်းဖက်တိုက်ခိုက်မှုများဖြင့်စစ်အုပ်စုကကုလသမဂ္ဂအပါအဝင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနိုင်ငံတကာအကူအညီများပေါ်တွင်လည်းကြီးစွာသောကန့်သတ်ချက်များထားရှိနေဆဲပဲဖြစ်ပါတယ်။ နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့ဖလန်းမြုပ်သိမ်းတိုက်ပွဲ96စိုးစား PDM မှာရဲဘော်တားဆဲကြနှစ်ဦးကကိုလန်းအင်းကဆုံးရှုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ချင်းပြည်နယ်ရဲ့ဒုတိယမြို့တော်ဖလန်းမြို့တိုင်းတိုက်ပွဲတွင်မဟာမိတ်များနဲ့အတူပူးပေါင်းတိုက်ခိုက်ခဲ့တဲ့96ဆိုးကြ PDF အညာဒေသတပ်ခွဲမှရဲဘော်တားဆဲကြဆုံးခဲ့ပြီးတော့ဒဏ်ရာရသူလေးဦးအနက်နှစ်ဦးကကိုလန်းအင်ကဆုံးရှုံးခဲ့ကြောင်း96ဆိုးကြ PDF အညာဒေသတပ်ခွဲကယနေ့ဧပြီလ10ရက်နေ့မှာထုတ်ပြန်လာပါတယ်။ကြဆုံးရဲဘော်တားဆဲကတပ်ခွဲမှုတူဖြစ်ကြောင်းလည်းသိရပါတယ်။ ဖလန်းမျိုးကိုချင်းကြီးနောင်ဆစ်စင်ရဲ့အဖြစ်တိုက်ခိုက်ခဲ့ရာငါလာအကြာဧပြီလ9ရက်နေ့မှာအပိသက်သိမ်းပိုင်နိုင်ခဲ့ပြီးနောက်စစ်ကောင်စီကင်းစင်နေမြဖြစ်ပြီးဟုချင်းကြီးနောင်အဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။ စကိုင်းတိုင်းကလေးမျိုးနဲ့ချင်းပြည်နယ်ဟာခမျိုးရှင်စစ်ကောင်စီတပ်အတွက်အရေးပါသလိုဖြူဟာစကမ်းများထောက်ပို့ရေးအတွက်လည်းပထဝီအနေထားရအဓိကကျတဲ့ဖလန်မျိုးကအိန္ဒိယနိုင်ငံနဲ့ဆက်သွယ်ရေးလမ်းကြောင်းပေါ်လည်းတရှိသောကြောင့်စစ်ကောင်စီကအပြင်းထန်ခုခံခဲ့ပေမဲ့နောက်ဆုံးမှာတော်လှန်ရေးပူးပေါင်းတပ်များရဲ့ထိုးစင်အောင်မြို့ကိုလက်လွတ်ခဲ့ရပါတယ်။ချင်းကြီးနောင်ဆက်ဆံရေး Operation C ပြီးဖလန်မျိုးတိုင်တိုက်ပွဲကို96စိုးစား PDF Anti-Fascist International Front AIF အစရှိသူတို့ပါဝင်ခဲ့ကြ ောင်းသိရပါတယ်။နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့တမောင်ဝဘေးအန္တရာယ်ကင်းဝေးရေးစစ်ကောင်စီဌာနဆိုင်ရာများငါးလှုပ်ပြဲရွဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အင်အားပြင်းငလင်ချင်းလှုပ်ခတ်ပြီးနောက်နှစ်ပတ်နီးပါးအကြာတွင်စစ်ကောင်စီလောင်းခံအဖွဲ့များကဇီဝိကြဌာနငါးလှုပ်ပွဲများပြုလုပ်နေပြီးတမောင်ဝဘေးအန္တရာယ်များမှကင်းဝေးရေးအတွက်ဟုဆိုကပြဲရွပွဲများကိုလည်းတပြိုင်တည်းပြုလုပ်နေကြကြောင်းသိရပါဗျ။ စစ်ကောင်စီကနေပြည်တော်ဩဂတ်ထရန်ကုန်မန္တလေးဘက်ကိုမကွေကယားကရင်နီကရင်ရှမ်းနဲ့အေယာဝတီစတဲ့တိုင်းနယ်ပြည်နယ်ဝင်ကြီးချုပ်များကဧပြီလ10ရက်နေ့နဲ့9ရက်နေ့တို့မှာငါးလှုပ်ပွဲများဥဆောင်ပြုလုပ်ခဲ့ပြီးအချို့ကပြည်ရုပ်ပွဲကိုဆက်လက်တက်ရောက်ခဲ့ကြောင်းစစ်ကောင်စီထင်းချုပ် MRTV ရဲ့သတင်းဖော်ပြချက်များမှတွေ့ရပါတယ်။ ငါးလုပ်ပွဲကိုမနက်ပိုင်းမိုးလဲပိုင်းတို့မှပြုလုပ်ခဲ့ကြပြီးတော့တဘာဝဘေးအန္တရာယ်များကင်းဝေးရေးအန္တရာယ်ကင်းပြည့်ရုပ်ပွဲကိုဧပြီလ10ရက်နေ့ည9:00နာရီမှစတင်ပြီးတချိန်နဲ့တပြိုင်နက်ပြုလုပ်ခဲ့ကြကြောင်းဆိုထားကြပါတယ်ရှမ်းကုန်မန္တလေးနဲ့နေပြည်တော်ရှိဖျားနဲ့ကြောင်တိုင်းများမြို့နယ်အသီးသီးတို့တွင်ပြုလုပ်တဲ့ပြည်ရုပ်ပွဲများပြင် နေပြည်တော်ရှိသာသနာရေးနဲ့ရင်းချေမှုဝန်ကြီးဌာနတွင်လည်းပြည်ရုပ်ပွဲပြုလုပ်ပြီးစစ်ကောင်စီခန့်သာသနာရေးဝန်ကြီးကတက်ရောက်ခဲ့ကြောင်းသိရပါတယ်။ ထို့ပြင်မကွေးတိုင်းတွင်လည်းမကွေးမြို့ပေါ်ရှိဇေဒီကျောင်းတိုင်းပါဝင် ခရိုင်နယ်မြို့နယ်အဆင့်စစ်ကောင်စီရဲ့ဌာနဆိုင်ရာရုံးအသီးသီးတို့တွင်အနီရကင်းရှရနာတုတ်ပိရိတ်တရားတော်များရုတ်ဖတ်ခဲ့ကြကြောင်းစစ်ကောင်စီကထုတ်ပြန်ထားပါသည်အစောပိုင်းပြည်ရုပ်ဖတ်မှုများကိုဧပြီလ၈ရက်နေ့မှ16ရက်နေ့ထိကိုရတိုင်းနေ့စဉ်ည9နာရီမှစပြီးကိုကောင်တီတီတပြိုင်တည်းရုပ်ဖတ်သွားကြရန်စီစဉ်ထားကြောင်းလည်းသိရပါဗျာ။ ပြီးခဲ့တဲ့မလ28ရက်နေ့ကမန္တလေးမြို့ကိုပဟိုပြုတ်ပြီးတော့လှုပ်ခတ်ခဲ့တဲ့ Richter scale 9.3အဆင့်အင်အားပြင်းငလင်ကြောင့်နေပြီးတော့သခိုင်းဘကုံမကွေမန္တလေးနဲ့ရှမ်းစတဲ့ဒေသတွေမှာပြည်စည်းဆုံးရှုံးမှုများနဲ့ထိခိုက်ဒေဆုံးမှုများကြီးမားခဲ့ပါတယ်စစ်ကောင်စီကငလင်ဘေးပါဝင်တဘာဝဘေးအန္တရာယ်ဇိုတင်ကာကွယ်ရေးနဲ့အရေးပေါ်ကယ်ဆယ်ရေးများမလုပ်နိုင်ခဲ့ကြောင်းဘေးသင့်ပြည်သူများကဝေဖန်ထားကြပါတယ်။ ပြည့်ယူနေတဲ့သတင်းတွေကျမတို့တွေ့ပါရယ်ဘာသာရေးယုံကြည်မှုကတစ်ပိုင်းတဘာဝကတစ်ပိုင်းမှာလက်တွေ့ကြတဲ့ဇိုတင်ကာကွယ်မှုကပဲအလုပ်ဖြစ်မှာပါလို့မန္တလေးမြို့မှာငလင်ဘေးတဲ့ဒေသခံတို့ကပြောကြားထားပါရယ် စကိုင်းပြန်ရွေးကနောက်ဆက်တွဲငလင်းများဆက်လုံနေသလိုငလင်းဘေးအန္တရာယ်ဆက်လက်သတိပြုနေထိုင်ကြရန်သတိပေးမှုများရှိနေပါတယ်။စကိုင်းပြန်ရွေးရဲ့တောင်မတ်ပိုင်းဖြစ်တဲ့ဘကိုးပြန်ရွေးလှုပ်ရှားပါကရန်ကုန်မြို့နယ်သတိပြုရန်ပညာရှင်များကသတိပေးနေကြပါတယ်။ဒါပေမဲ့စစ်ကောင်စီကငလင်းဘေးကြိုတင်ကာကွယ်ရေးအစီအမံများလှုပ်ဆောင်ထားခြင်းမရှိသေးပါဘူး။ အင်အားပြင်းခင်းကြောင့်နေပြည်တော်ရှိစစ်ကောင်စီရဲ့ဝင်ကြီးဌာနရုံးများဝန်ထမ်းအရာများအပြင်ငလင်တန်တဲ့ဒေတာများရှိဒေတာခံပြည်သူများ၏နေအိမ်အဆောက်အအုံများပြည်စည်းဆုံးရှုံးမှုများပြနေချိန်မှာတဘာဝဘေးအန္တရာယ်မှကင်းဝေးရေးစစ်ကောင်စီရဲ့ဌာနဆိုင်ရာရုံးများမှပြည်ရွတ်ပတ်မှုများပြုလုပ်နေခြင်းဖြစ်ပါတယ်။ မလာ28ရက်နေ့ကငလင်ဆောင်ဧပြီလ9ရက်နေ့အထိတည်ဆုံးသူ3600ကျော်ထရန်ရရှိသူ9000ကျော်နဲ့ပျောက်ဆုံးသူ140ကျော်ရှိကြောင်းစစ်ကောင်စီကထုတ်ပြန်ထားပါတယ်။နောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့ဆက်ကျော်သက်ကလေးနဲ့အမအောင်ပြစ်သက်ခဲ့တဲ့မန္တလေးပြည်ရဲ့ရှဲမော်ကိုဖမ်းဆီးပြီးစုံစမ်းစစ်ဆေးမှုစတင်ပြစ်ခတ်စဉ်အတွင် အမေဖြစ်သူနဲ့နှလုံးရသေဆုံးသွားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းစင်ကူးမြို့နယ်ကန်တောင်ရွာကဆက်ရသက်ကလေးတူဦးနဲ့အမဖြစ်သူတို့ကိုမန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး PDF ကရဲဘော်စိုးကြီးကတနက်နေ့ပြစ်ခတ်ခဲ့တာကြောင့်တူဦးကနေရာတွင်ပွဲချင်းပြီးတေဆုံးကတူဦးကိုနှီးစက်ရဆေးရုံတစ်ခုကိုပို့ထားရတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့မလ30ရက်ည7:00နာရီဝန်းကျင်ကစင့်ကူမြို့နယ်ကန်တောင်ကျင်းရွာရွှေကန်းကိုရက်ကွက်မှာနေတဲ့မတ္တိယာဆန်28နှစ်နဲ့မောင်လှိုင်ဝေလင်း14နှစ်တို့ကိုမန္တလေးပြည်ရဲ့ရဲဘော်စိုးကြီးခါခွေကိုကိုစိုးကတနက်နေ့ပြစ်ခတ်ခဲ့တာဖြစ်ပြီးမောင်လှိုင်ဝေလင်းကနေရာမှာရင်တည်ဆုံခဲ့ကမတ္တိယာဆန်ကပေါင်တဲ့ချက်တလုံးကြီးထီထံရာတွေနဲ့စေယုံမှာအေးဘော်ကူတာမှုခံယူနေရပါတယ်။အရိပြစ်ခတ်မှုကြောင့်မတ္တိယာဆန်နဲ့မောင်လှိုင်ဝေလင်းတို့ရဲ့မိခင်ဖြစ်သူဒေါခင်မျိုးကျော်43နှစ်ကလည်းအကင်းဖြစ်နေ ာမှာပဲနှလုံးရက်သေဆုံးခဲ့တယ်လို့သိရပါဗျ။မန္တလေးပြည်ရဲ့ပြန်ကြားရေးတာဝန်ခံကိုအော့စမွန်ကတော့ကံတောင်ကျင်းရွာဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကျွလွန်သူရဲဘော်စိုးကြီးကိုထိမ့်သိမ်းဖမ်းဆီးထားပြီးတော့စုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်နေပြီလို့ဘာမာ VJ ကိုပြောဆိုပါရယ် ဒီပြင်းစင်နဲ့ပတ်သက်ပြီးတရားခံရှဲဝော်ဆိုယူဖန်စီထိန်းသိမ်းထားပြီးဖြစ်ပါတယ်။အမှုမှန်ပေါ်ပေါက်ရင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့စုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်နေရရှိပါတယ်။အထက်ကတော့စင်ကူးမျိုးနဲ့အရေးပေါ်အုပ်ချုပ်ရေးကော်မတီအနေနဲ့ကျွန်တော်တို့တပ်ဖွဲ့ဗဟိုစည်းကမ်းထိန်းသိမ်းရေးကိုပေါင်းပြီးတော့စစ်ဆေးနေရမျိုးတွေရှိသလိုပူးပေါင်းစစ်ဆေးမှုမှာလည်းတခြားသောပါတင်းပါထိုက်တဲ့ပုံကိုယ်တွေကိုဖိတ်ခေါ်ပြီးတော့စုံစမ်းစစ်ဆေးမှုတွေလုပ်နေတာရှိပါတယ်။ဒီမှုနဲ့ပတ်သက်ပြီးတော့အသေးစိတ်သိရတဲ့အခါကျရင်ထုတ်ပြန်သွားဖို့ရှိပါတယ်လို့ကိုအော့စမွန်ကပြောဆိုထားပါတယ်။ ဒီပြည့်ရက်နဲ့ပတ်သက်ပြီးတော့စင်ကူးမြို့နယ်တိုင်းနယ်တစ်ဒေသကပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖာကအမျိုးသားညညရေးအစိုးရအန်ယူဂျင်းကာကွယ်ဝင်ကြီးဌာနအမိုဒီလအောက်မှာရှိတဲ့စင်ကူးမြို့နယ်တာဝန်ခံရုံးနဲ့တိုင်းပါကဖာခရိုင်ပါကဖာတို့ထံလိမ့်မှုတိုင်းကြားထားတဲ့စာကိုလည်းဘာမဗီဂျေကလက်ခံရရှိထားပါတယ်။ ရဲမော်စိုးကြီးနဲ့မတ်တရာဆိုင်ရဲ့အကိုဖြစ်သူတို့ကမိတ်ဆွေတငယ်ချင်းတွေဖြစ်ကြပြီးရဲမော်စိုးကြီးမန္တလေးပြည်ရထဲမဝင်ခင်ကတည်းကရင်းနှီးသူတွေဖြစ်ကြတယ်လို့ကန်တောင်ရွာပကဖနဲ့နှိဆက်သူတို့ကဘာမဗီဂျေကိုပြောဆိုပါတယ်။ လရှိမှာမတိရဆိုင်ရဲ့အကိုဖြစ်သူမူရင်စေဝါမှုနဲ့မန္တလေး PDF ထံမှအချုပ်ကြခံရတာလည်းဖြစ်ပါတယ်။အခုပြည်ကမှုမဖြစ်ပွားခင်ကလည်းငွေကြေးကိစ္စအငင်းပွားမှုတွေရှိခဲ့ပြီးတော့တနက်နေ့ပြည်တတ်မယ်လို့ရဲဘော်စိုးကြီးကချိန်ချောက်ခဲ့ပါသေးတယ်။ဒါ့အပြင်မောင်နှမနှစ်ဦးကိုပြည်တတ်မှုမဖြစ်ပွားမီမလ30ရက်ည10:40မိနစ်ကကန်တောင်ရွာပါကဖားနဲ့ပါအားဖားရုံတို့ကိုရဲဘော်စိုးကြီးကတနက်နေ့၄ချက်ပြစ်ခတ်ခဲ့ပြီးလက်ပြုံနဲ့ချိန်ချောက်က မင်းတို့ပါကဖကဘာကောင်တွေလဲဆိုပြီးတော့ချင်းချောက်ပြောဆိုသွားတယ်လို့စေကူမျိုးနဲ့ကန်တောင်ရွာပါကဖတာဝန်ခံရဲ့တိုင်စာထဲမှာဖော်ပြထားပါတယ်။ DPN နဲ့ပတ်သက်ပြီး NUG MOD ဒုတိယအတွင်းဝင်ပြောရင်းဆိုခွင့်ရှိသူဦးမမောင်ဆွေကိုဘာမဖီဂျီကဆက်သွယ်မိမြန်ရမှာဥပဒေတိုင်းစစ်စစ်ဆောင်ရွက်နေပါတယ်လို့ပြန်လည်ပြီးတော့ဖြေကြားထားပါတယ်။ ။စေကူးမျိုးကိုတော်လိုင်းအဖွဲ့တွေတင်ယူထိန်းချုပ်ပြီးချိန်မှာအရေးပေါ်အုပ်ချုပ်ရေးဖွဲ့ကမန္တလေးပြည်ရရဲ့ဦးဆောင်မှုနဲ့အတူပါသုံးလုံးအဖွဲ့တွေနဲ့အတူပူးရဲလှုပ်ဆောင်တာတွေရှိပြီးမန္တလေးပြည်ရနဲ့ပါကာဖာပါအာဖာတို့အကြားမှာပို့တိုင်မှုတွေရှိနေကြောင်းနဲ့မန္တလေးပြည်ရကဒေတာအုပ်ချုပ်ရေးကိုဝင်ရောက်စီမံတာစစ်ကောင်စီဒလန်လို့ယူဆရတဲ့သူတွေကိုပါသုံးလုံးအဖွဲ့ကဖမ်းဆီးထိန်းသိမ်းထားချိန်မှာမန္တလေးပြည်ရကပြန်လွှတ်တဲ့ကိစ္စတွေမှာလည်းပါကာဖာပါအာဖာနဲ့မန္တလေးပြည်ရတို့ကြားညှိနှိုင်းမှုအဆင်မပြေတာတွေ ်ရှိခဲ့တယ်လို့ကန်တောင်ရွာပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကာဖာနဲ့နှိစက်သူတူက ပြောဆိုထားပါတယ်။ဟုတ်ကဲ့ပါရှင်အခုလိုမျိုးအဆုံးထိနားဆင်ပေးခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ပါတယ်။နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လိုင်းပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။